မေးရွှေများတိရဒါနံပါတ်2ဂုံတော်တမ္မာတာဒါစာရေးတော့ဗုဒ္ဓောဆိုတာလင်္ကာနဲ့ရေးလိုက်တာတကယ်ဆိုရင်ဗုဒ္ဓအဲ့တော့ကျွန်တော်တို့ပါဠိစာပေမှာနှလုံးတွေ့ရင်အပေါ်တလုံးအသက်တင်ရတယ်ကလေးများကြတော့ဒါလေးတွေကိုသင်ပေးရမယ်လူရွယ်ဆိုရင်ဒါဖတ်တတ်ပြီး သူတို့ရေးတတ်ပြီဟလာကလေးများကြတော့နှုတ်တိုက်သင်ပါတယ်လူရယ်လောက်ဆိုစလုံးပေါင်းမှာတတ်ရမယ်နှလုံးစစ်တွေ့ရအပေါ်တလုံးကို အသက်တင်ပါဆိုတဲ့အတွက်တင်လိုက်တဲ့အသက်ဒီသူ့ရှေ့ရာဘီးနဲ့ဆိုရပါတယ်ဒါဆိုရင်ตาရေးမှတ်တာတန်မရေးချာမာဖြစ်သွားမယ်ဒီမှာနှလုံးစင်ဖြစ်တော့အပေါ်တလုံးအသက်တင်လိုက်တယ်တင်လိုက်တဲ့အသက်ဒီသူ့ရှေ့ရာဘီးနဲ့ဆိုင်တော့ตาရေးမှတ်တာ တန်ဖြစ်သွားတယ်တခါဒီမှာလဲနှလုံးစင်းမှာအပေါ်တလုံးအသက်တည်မယ်တင်းတဲ့အသက်ကသူ့ရှေ့ရဆိုဒီမှာကြံ့ရင်ခဲတာဘာလက်ချိုက်တချောင်းငင်ဖြစ်တဲ့အတွဲကြောင့်ဘာလက်ချိုက်တချောင်းငင်ဓာရွေးသက်ဆိုဘုတ်ကြံ့ရင်ခဲတာဓာဒါဆိုရင်ဖတ်ရည်တန်မာသံဗုဒ္ဓဒါကိုကျမတို့ကအတိဘယ်လိုချင်နေဆိုရင်ဒါကိုအ내ပေးတယ်ခေါ်ပါတယ်အတိဘယ်ယူတဲ့အခါမှာတန်မာကတပြက်တန်ကတပြက် ဘုဒ္ဓကတပြတ်ဆိုပြီးတော့တမ္မာတန်ဘုဒ္ဓဆိုပြီးတော့သုံးချက်ထွက်လာတယ်ဘုဒ္ဓဆိုတာကခုနသိခဲ့ပြီသိစရာမှန်သမျှကိုမိမိကိုယ်တိုင်လည်းသိမိမိသိသလိုတတ္တဝါတွေကိုလည်းသိစေတဲ့ပုဂ္ဂိုလ်ဘာလို့ခေါ်ဘုဒ္ဓသိစရာမှန်သမျှဆိုတော့အိုနာတိမလွရလွကြောင်းနိလန်းကောင်းကို ဘုဒ္ဓမိမိကိုယ်တိုင်လည်းသိ၍ဘောဓိယံတတဝါအလုံးကိုလည်းသိစေလားမသိစေဘူးလားဘုဒ္ဓဘောဓိယံကနေဘုဒ္ဓဆိုရယ်ကုန်ရလာတာဟုတ်ပါရဲ့လားဒါကြောင့်သိစရာမှန်သမျှကိုမိမိကိုယ်တိုင်သိပြီးတော့အများကိုလည်းသိစေတဲ့ပုဂ္ဂိုလ်ကမှဘုဒ္ဓလို့ခေါ်လို့ရတယ်ဘုဒ္ဓဆိုတာ ਨੇ ဖျားနဲ့မတူနော်သိရမယ်နော် ဖះဆိုတာကလောကကြီးမှာဖះဖះတွေလောကမှာအများကြီးမရှိဘူးလားဖះတိုင်းဒီဗုဒ္ဓဘွယ်တူမရအောင်ဟုတ်ပါလားဒါပေမဲ့ဗုဒ္ဓကိုဖះလို့ပြောရင်ဖះရဲ့အရှိမမျက်စွာဆိုပြီးထည့်လားမထည့်လားမျက်စွာဖះဒီလိုသုံးရအဲ့တော့ထားပါစို့ဗုဒ္ဓဆိုတာတိဇာမန်သမျှကိုကိုယ်တိုင်တိမိမိတိတယ်လို့တတ္တဝါကိုတိစေတဲ့နေရာမှာဘလို့တိလဲဆိုတော့တိခြင်းနှစ်မျိုးနံပါတ်1တမ္မာ သိတယ်။နံပါတ်2တန်အနေနဲ့သိတယ်။ဟုတ်ပြီနော်။ဒါဆိုရင်တောင်းလိုက်ရင်တမ္မာဗုဒ္ဓတမ္ဗုဒ္ဓဆိုပေါ်လာ။တမ္မာဆိုတာမှန်မှန်ကန်ကန်။တမ္မာဆိုတာမှန်မှန်ကန်ကန်သိတယ်။တန်ဆိုတာကိုတော်တိုင်သိတယ်။ကိုယ်တိုင်သိတယ်ဆိုတော့ဆရာဆရာသိတာလားမဟုတ်ဘူးမှန်မှန်ကန်ကန်လေသိ ကိုယ်တိုင်လည်းသိတဲ့ပုဂ္ဂိုလ်ကိုတမ္မာတန်ဗုဒ္ဓလို့သုံးတယ်ဟုတ်ပါလားဒါကြောင့်ကျမတို့ဆရာကမှန်မှန်ကန်ကန်သိတဲ့အတိဒီမှန်လားမှားလားအမှန်အတိုင်းလည်းသိတယ်အဲ့ဒီအတိဒီဆရာဆရာယူတာမဟုတ်ဘူးကိုယ်တိုင်လည်းသိတယ်ဒါကြောင့်ဆရာရဲ့တပည့်များဖြစ်တဲ့ကျမတို့ကလည်းကိုယ်တိုင်တော့မသိနိုင်ဘူးဆရာစီကနေရလိုက်တဲ့အတိကိုကိုပိုင်သိအောင် လောက်ရမယ်ကိုပိုင်တိအောင်လောက်ရမယ်စောက်ထဲမှာတင်ထိုင်ကိုပိုင်တိဟုတ်လားအာဒီနေ့တင်လိုက်တာကိစ္စမရှိဘူးစောက်ထဲမှာပါတယ်ဟုတ်ပြီနော်အဲဒါမှစောက်ကပြောက်သွားတယ်မသိတော့ဘူးဆိုမဖြစ်ရဘူးစောက်ထဲမှာရှိသည့်စာကိုစာမဟုတ်ပါစောက်ထဲမှာရှိသည့်စာလူကမရပါဆိုတော့စောက်ထဲမှာထားမှာလားကိုရဲ့နှလုံးသားဒီတန်တန်ထဲမှာမှတ်မိအောင်စူးစမ်းထားမှာလား မှတ်မိအောင်စူးစမ်းထားရမှာဒါကြောင့်ကိုပိုင်ဖြစ်အောင် ကျမတို့ကမစူးစမ်းအောင်လားဒါကြောင့်ကျမတို့ကတော့ကိုတိုင်တော့မဟုတ်ပေမဲ့ဆရာထံကရလာတာကို ကိုပိုင်ဖြစ်အောင်မစူးစမ်းရအောင်လားပြီးရင်အဲ့ဒီတိတိမှန်မှန်ကန်ကန်ဖြစ်ဖို့ရောမလိုဘူးလားဒါဆိုရင်တမ္မာတမ္ဗုဒ္ဓဂုံတော်ရှင်ရဲ့လမ်းညွန်ချက်ကိုပြောပါဆိုအတိတခုကိုမှန်မှန်သိအောင်လဲလုပ်ပါကိုပိုင်ကိုတိုင်ဖြစ်အောင်လဲ လောက်ပါဆိုရဲလမ်းညွန်ချက်ရမရဒါဆိုရင်တိဇာမန်သမ ्या ကိုမှန်မှန်ကန်ကန်နဲ့ကိုတော်တိုင်းတိတော်မူသောမြတ်စွာဘုရားရဲ့ဂုံသည်တမ္မာတန်ဗုဒ္ဓဂုံပါပဲအဲ့ဒီတမ္မာတန်ဗုဒ္ဓဂုံဆိုတာဒီဘယ်ဉဏ်တော်ဒီတမ္မာတန်ဗုဒ္ဓဂုံကထွက်လာတာလဲလို့ပြောရင်တဗ္ဗညုတဉဏ်တော်တိယမှန်က မကြံရအောင်လောဟာဆုံးလင်းအကုန်ကြီးတပင်ညံတော်အစွမ်းဒီဆိုဒီကုံကပဲတိတိတရားများပြား၌ဟောထားစပွဲနီးတွယ်တွယ်သိတာလေတမာတဗုဒ္ဓဂုံကထွက်တဲ့တပင်ညုတညံမှာပဲဒါဆိုရင်အရဟံဂုံတော်ကရှိတဲ့ညံကအရဟတမဲ့ညံတမာတဗုဒ္ဓဂုံကရှိတဲ့ညံတော်ကြီးက တပိညုတဉဏ်ဆိုတာဖယားမှာတပါတခြားပုဂ္ဂိုလ်ဘသူထံမှာမရှိတဲ့ဉဏ်ပါပဲဘိဓမာသမားများပါလာပါတယ်တရေကိုကောက်ခဲ့သော မဟာကရိယာညာနတံပြုတ်စိတ်၄ပါးနဲ့ရှင်နေသောပညာစေတသိက်ဖြစ်ပါလေဟုတ်ပါလား ရဟန်းဂုံတော်ကရဟတ္တမိညာဟုတ်ပါလားရဟတ္တမဲ့စိတ်နဲ့ရှင်တော်ပညာစေတသိရဟတ္တမဲ့ဆိုတဲ့အတွက်လောကီလာလောကုတ္တရာလာလောကုတ္တရာမဟာကုကရိယာဆိုတာကာမကရိယာဖြစ်တဲ့အတွက်လောကီလာလောကုတ္တရာလား လောကီဆိုတော့တမန်တန်ဗုဒ္ဓဂုံတော်ဒီဘာဂုံလဲလို့ပြောရင် လောကီဂုံတော်လို့သိရမယ်အရဟံဆိုတာအရဟံဆိုတာလောကုတ္တရာဂုံတော်လို့သိထားဖို့လိုအပ်ပါတယ်ရပါလားရှင်မှတ်မိပြီနော်ဒါနဲ့ပတ်သက်ပြီးကလေးတွေကြတော့ဘလို့ရေးပိတ်လိုက်လဲတမန်တန်ဗုဒ္ဓတရားအ စုံကိုတိုင်းသည်လို့ဆရာမရှိသူဖြစ်ပါれလို့ရေးထားတော့တရားလုံးစုံကိုတိုင်းသိပြီဆရာမရှိဘူးဆိုတဲ့ကြပြာကတန်ဗုဒ္ဓပဲညွှန်ထားတာဟုတ်ပါလားမမှန်ကန်ကန်သိတယ်ဆရာမရှိဘူးလို့ညွှန်ထားတယ်ဖြစ်ပါれဒိဋ္ဌိရပြီနော်ကဲပြီးရင်နံပါတ်3ဝိဇာစရဏတံပန္နဂုံတော်ဆိုတော့ဝိဇာကတဖြက်စရဏကတဖြက် 丹班纳卡的皮，卡卡皮的对着来着，奥利特来着。丹班纳皮短，丹班纳啥别走紧？为啥说啊？对，斯人纳说啊紧啊对呢别走远，为啥丹班纳啊紧呢别走远？斯人纳丹班纳为啥说啦啊对的呀？斯人纳说啦啊紧的呀？ ပြည့်စုံခြင်းကတံပဏပြည့်စုံတယ်ဒါဆိုရင်ကျမတို့ဆရာမြတ်စွာဘုရားသည်အတိပဲပြည့်စုံတာလားအတိနဲ့လည်းပြည့်စုံတယ်အจิตနဲ့လည်းပြည့်စုံတယ်ဆိုကျမတို့ဓမ္မမိတ်ဆွေတို့ကလည်းဆရာအရှင်ရဲ့အတန်းမလုပ်ရမလဲအတိတွေနဲ့ပြည့်စုံအောင်လဲစူးစမ်းရမယ်အတိတွေနဲ့ပြည့်စုံအောင် ကျမတို့က ထိုးတွင်ကိုယ်တိုင်ဆင်ញင်ပြီးတိမာလာသင်ယူရမှာလာသင်ယူရမှာကျမတို့ကတာဝကတွေဖြစ်တဲ့အတွက်ကြောင့်သင်မှပဲတိအောင်လုပ်လို့ရမယ်ဒါကြောင့်သင်ယူတယ်ဆိုတာခုလိုသင်နှန်းတက်မှသင်တာမဟုတ်ပါစောက်တွေဖက်နေတာလဲသင်နေတာတရားဝေတွေနာနေတာလဲသင်နေတာပါပါရဲ့ဟုတ်ပါလားနာတာဟာသင်နေတာပါဒါသိနေရမယ်ဖက်နေတာလဲသင်နေတာပါဒါကြောင့်သင်တဲ့အခါသင်နှန်းနေနဲ့ တင်းတဲ့အခါကျတော့မြ мян ဆန်ဆန်တဲ့အချိန်လိုတည်တယ်ပေါ့စာဖတ်နေတော့စောက်တွေအများကြီးရှောက်ဖတ်ရမယ်ဒါမျိုးတွေတော့ကြွာလိမ့်မယ်ဒါကြောင့်တင်းတဲ့အခါတိလာပြီတိတိုင်းအတိတွေကိုလည်းပြည့်စုံဖို့ရောမလိုလားလိုပါတယ်ပြည့်စုံစူးစမ်းမယ်တိပြီးရရရမှာလားဆက်ကြည့်ရမှာလားကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာတင်းမှာတိတိပြီးဘာလို့ရမလဲကြည့်ရမယ်ကြည့်ပြီးတော့ပြည့်စုံရင်ခုနကပြောတယ် အရဟံဆိုတဲ့အတိုင်းအရဟတမဉ္ဇဉ်လေးလည်းရသွားနိုင်ပါတယ်ဆိုတဲ့အကျိုးကျေးဇူးမဲ့ဖို့နိဗ္ဗာန်ထိရမရရတဲ့အတွက်ဝိဇ္ဇာဆိုတဲ့အတိတရားမှာ 3ပါးလည်းရှိပါတယ်8ပါးလည်းရှိပါတယ်ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏတရားက15ပါးအဲ့ဒီအသေးစိတ်ကတော့ဝိသုဒ္ဓိမေတ္တိကျမ်းမှာပဲသင်ပါတော့ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏတရား15ပါးသည်ဟူသောအတိတရားအကျင့်တရားတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုဝိဇ္ဇာ၃ပါးဝိဇ္ဇာပုဋိအာနှင့်လို့ပြောတဲ့အတွက်ဝိဇ္ဇာဉာဏ်၃ပါးမှာပုပ္ပေနိဝါဒနုဒ္ဓရိအဘိညာဉ်ဒိဗ္ဗစက္ခုအဘိညာဉ်အာတဝိခယအဘိညာဉ်ဝိဇ္ဇာ၈ပါးဆိုသူဟာသူအသေးစိတ်တွေထပ်ရှိတယ်စရဏတရား၅ပါးတွေလည်းရှိတယ်ဆိုတော့ကျမတို့ကအများကြီးမလန်းနိုင်သေးခင်မှာ ိတာလေးကိုတီလာလေးကျင့်နေဆိုတာဘလို့ဖြည့်ချင်းရတယ်ဆိုတာတီအောင်လို့ပြီးရင်အဲ့ဒီတီလာနဲ့ပြည့်စုံအောင်ကျင့်လိုက်ရင်အဲ့ဒါအတိရောအကျင့်ရောပေါ့တမာရီကျင့်နေရဘာတွေရှိတယ်အဲ့ဒါတွေကိုတီပြီးပြီးလက်တွေ့ကျင့်ရောမရဘူးလားမေတ္တာဘလို့ပွားတယ်လို့တီအောင် လုပ်နေတာဝိဇ္ဇာမေတ္တာပွားနည်းတွေတီးပြီးတော့မေတ္တာကိုယ်တိုင်ပွားရင်စရဏ သဘောပေါက်တယ်เนาะအဲ့ဒီလိုမျိုးလေးတွေ ਨੇ အတိနဲ့အကျင့်ဒွန်တွဲမှသာလေကျမတို့ဒီအဲ့ဒါပြည့်စုံတယ်လို့ခေါ်ပါမယ်ဒါကိုကလေးတွေကြတော့ဝိဇာစရဏတံပံနော today အတိဉဏ်အကျင့်မှန်များလေဆိုပြီးတော့ဒီ၃ချက်ဖြစ်သွားပြီ။သူ့ကြတော့သူ့ငင်းဆောင်လေးဖြတ်ထားပါ။သူ့ဆိုတာကောင်းတယ်။ ဂတောဆိုတာစကားဒါဆိုရင်ကောင်းတဲ့စကားကိုမိတ်ဆိုတတ်လို့နိဗ္ဗာန်မြတ်သို့ကြွသွားတယ်ဆိုပြီးသုံးတယ်အဲ့တော့ဒီနေရာမှာကောင်းတဲ့စကားဆိုတာကဖယားတို့မိသည်ဘလို့စကားမျိုးသာပြောလဲဆိုရင်ဟုတ်မှန်တယ်ကြိုးရှိတယ်ဟုတ်မှန်တယ်ကြိုးရှိတယ်ဟုတ်မှန်ကြိုးရှိတယ် နားထောင်သောသူနှစ်သက်သော စကားများကိုလည်းပြောတယ်ဟုတ်မှန်နဲ့အကျိုးရှိတယ်သူမနှစ်သက်တဲ့စကားကိုလည်းပြောလို့ရှိတယ်ဟုတ်မှန်ကျိုးရှိသူနှစ်သက်ဟုတ်မှန်ကျိုးရှိသူမနှစ်သက်ဆိုတဲ့စကားနှစ်ခုကိုသာလေပြောလို့ရှိပါတယ်ဟုတ်လဲဟုတ်မှန်တယ် အချိုးလဲရှိပြီဆိုရင်သူနှစ်သက်စေတဲ့အခုလိုတရားနဲ့ဆက်တဲ့ဇာကားမျိုးဒီအလုံးသောပုဂ္ဂိုလ်တွေနှစ်သက်ပါတယ်ဒီလိုဇာကားမျိုးလဲပြောလို့ရှိပါတယ်ဟုတ်မှန်နဲ့ပြောလိုက်လို့ရှိရင်လဲအချိုးရှိလိမ့်မယ်ဒါပေမဲ့နားထောင်တဲ့သူမနှစ်သက်တဲ့သူ့အပြစ်ကိုညွန်ပြတဲ့ ဆုံးမစကားမျိုးလေးလည်းပြောပါတယ်ကိုပြညွင်လူတိုင်းကမနှစ်သက်ပါဘူးဒါပေမဲ့မနှစ်သက်ရင်မနှစ်သက်ပြလိမ့်စေနဲ့သူ့အတွက်အကျိုးရှိမယ်ဆိုရင်ဆုံးမတွင်တင်တဲ့စကားမျိုးရောပြောပါတယ်ဒါကြောင့်ဒါကဟောတဲ့စကားဒါကဆုံးမတဲ့စကားဖြစ်ပါတယ်ဒါကြောင့်စကားပြောကြတာအားလုံးသောတတဝါတွေမှာ စကား6ခုပြောတဲ့အထဲမှာတဲ့၄ခုသောစကားတို့သည်တခါတည်းရန်မှာ ဟုတ်လားပြောကြတဲ့နေရာမှာမဟုတ်မှန်တဲ့စကားတွေပါတယ်အကျိုးရှိတယ်နှစ်သက်တာမျိုးလည်းမပြောဘူးမဟုတ်မှန်ဘူးဆို အကျိုးရှိရှိ မရှိရှိ အကျိုးကလည်းမရှိဘူးမနှစ်သက်တာတယ်နှစ်သက်တာတယ်ဒါတွေကလေကွန်းတွတ်သူသွားလိမ့်မယ်အဲ့ဒီစကားမျိုးကိုအဓိကတော့မမှန်ဘူးဆိုဘရောမှာဖះပြောလေမရှိဘူးအကျိုးမရှိဘူးဆိုရင်လည်းပြောလေမရှိဘူးပြောတဲ့စကားဒီမှန်ရမယ် အကျိုးရှိရမယ်နှစ်သက်သည်ဖြစ်စေမနှစ်သက်တဲ့ဖြစ်စေ ပြောလေရှိလေအတွက်စကား6ခွန်းလူနိုင်ထွန်းလေးကုန်းကိုပဲနှခုံးကဲနှခုံးကဲလွယ်ဆိုပြီးတော့လေပြောလေရှိကြတယ်ဒါလေးအမှတ်ထားဖို့အဲ့တော့ဇယကား6ခွန်းအသေးစိတ်သိကြရဆက်လေလာတော့ဟုတ်ပြီနော်ဒါကြောင့်သူဂေတဆိုတာသူဆိုတာကောင်းတော့ဂေတ စကားဒါကြောင့်ကောင်းသောစကားကိုပြောပြီးတော့တဲ့ဆိုတော့လေးအတီချေနဲ့ကဘာတသိန်းကာလပတ်လုံးပါဠိဖြစ်ခဲ့တဲ့အချိန်မှာသွားခྱི་သွားဖို့သွားပဲတန္တရာခྱི་သွားဖို့သွားပဲတွေနဲ့တွေ့တုံးကလည်းဒီစကားနှခွန်းပဲပြောခဲ့တယ် ။ဖျားဖြစ်ပြီးတော့45ဝါကာလပတ်လုံးကျွတ်ထိုက်တဲ့တတ္တဝါဝိနည်းအားတွေနဲ့တွေ့တော့လေဒီစကားမျိုးပဲပြောခဲ့တဲ့အတွက်ဟလာကောင်းတဲ့စကားကိုမိတ်ဆိုတတ်လို့နိဗ္ဗာန်မြတ်တို့ကြွသွားတဲ့အထိဒီနေ့ဒီလောက်နဲ့ရလိုက်ကြအောင်စို့ဟုတ်ပါ